ဒုတိယနေ့ဖြင့်တရက်တောင်ရွာနှံ့ဒုံရိုက်ပြန်ပြန်ရွာချလိုက်၏ဟေးရွာပြီးရွာပြီးဖားမိုးရွာပြီးရွာလေစရကြီးတွင်မိုးပက်ကလာရက်နေသော လူအုပ်ထဲကဖြူထွန်းထအော်လိုက်၏ကြမ်းတမ်းပူလောင်သောနှွေလဝါးကြီးဖြင့်ရိုက်ခတ်ခြင်းခံထားရသောကဘာမြေပြင်အားငိမ့်စီအေးစီသောရဲလူမုတ်တုံမိုးကမြစ်တာရေကြီးပတ်ဖြန်းနေပြီဟုတ်တယ်ဟေးမနေ့ကမိုးကတော့ပတ်ကြားအထဲဝင်ယုံမဲ့ ဒီနေ့မိုးကတော့ကွင်းလုံးရေပြည့်မှာပဲဖြူထွန်းစကားကိုရွှေအောင်ကထောက်ခံလိုက်သည်မိုးဆဲတာနဲ့ကျွန်းစင်းမှု လုံမယ်ကွာဇရက်တိုင်းကိုမြည်ရင်ကျွဲချီကျိုးကျင်နေသောအောင်ရွှေလှဤစန္နတရားကခက်ကြဲကြဲပွင့်ထွက်သွားသည် ကျွန်းစင်ဒေသသည်ရခိုင်ရိုးမှနှင့်ဘင်္ဂလားပင်လယ်အော်ကြားတွင်ဒီရောက်မြစ်ချောင်းများနှင့်ဖွဲ့ရှက်နေသည်မြစ်ချောင်းများဤကမ်းခြေကျွန်းစုကျွန်းနှံများတွင်ရက်စုရွာစုတီထောင်နေထိုင်ကြ၏ အင်ဂျင်20မှအင်ဂျင်တစ်ထောင်ကျော်အထိရွာကြီးရွာငယ်များပါဝင်ကြသည်မြစ်ချောင်းပေါများသောကြောင့်ငါးပစုံကနန်းစသော ရေထွက်ပစ္စည်းရှာဖွေခြင်းဖန်းစီခြင်းတို့ဖြင့်အသက်မွေးကြ၏အထက်ကျွန်းစဉ်ဒေသဘက်တွင်မူလေယာဥယျင်ချမ်းမြေစိုက်ပျိုးနိုင်လောက်သောကုန်းမြေကွင်းပြင်ရှိတော်လဲဒီရေလွှမ်းကျွန်းများကိုစူပေါင်းဝိုင်းဝန်းဆဲဖူခြင်းဖြင့်တမန်ဝိုင်းလေများကိုဖော်ထုတ်နိုင်ကြသည်တမန်ဝိုင်းလေများဖြစ်ထွန်းအောင်မြင်ရေးအတွက် အဓိကတမန်ပေါက်ချင်းကိုတားဆီးကာဝယ်နိုင်ရန်လိုအပ်လာပေသည် တမန်ပေါက်ချင်းမှာပင်လေဒီရီတိုးခြင်းကို မခံနိုင်၍ဖြစ်ပေသည်အဓိကအားဖြင့်ဒီရီထရက်များနှင့်မှုန်တိုင်းရေတို့ကြောင့်ပင်ဖြစ်သည်ကျုံးစင်သားလေသမားတို့အကြောက်ဆုံးရက်မှာတော်တလင်းသတင်းကြော် ရေထရက်များပင်ဖြစ်သည် တော်တလင်းသတင်းကြော်လာများသည်ကောက်စောကောက်ကြီးဖူးချိန်ပွင့်ချိန်တီးချိန်ကာလမှုမတော်တဆတမန်ပေါက်ပြီးစဘာကင်းကိုဒီရီလွှမ်းသွားလျင် မြည်သူအမြပြုတ်ပြင်း၍မရတော့ပေ။ရာသီချင်းတစ်ခုလုံးလှုပ်ထားသောစဘာများမှာခနာကလေးဖြင့်ဆုံးရှုံးသွားရပေတော့မည်။ကျုံးစဉ်တမန်လေများမှာမိုးဦးစိုက်ပျိုးချင်းကစဘာကောင်းတော်လဲတော်တလင်းသတင်းကြော်စဘာဖူးချင်းပွင့်ချင်းများတွင်နှောင်းမိုးမရွာပြန်လျင်လဲရေခမ်းခြောက်ပြီးအဖူးများမပွင့်နိုင်။ပွင့်သောပန်းမှာလဲအသီးမတဲပဲမဲခြောက်သွားတတ်သည်။တဖြည်းဖြည်းအပင်မှာသေပြီးကောက်ရိုးတောင်မရသည့်အခြေအနေမျိုးသို့ဆက်ရောက်ရသည်။ တို့ဖြစ်၍ဒီရေနှင့်မိုးအကျိုးပေးမှုကိုကျုံးစင်လေသမားတို့အထူးအားထားမျှော်လင့်ကြရပေသည်ကျုံးစင်လေသမားလေသမားများမှာစဘာပေါ်ချိန်တွင်စဘာရောင်းစားရသူကနေသည်ဝမ်းစာလောက်ရသူကများပြီးဝမ်းစာမရသူများလည်းရှိသည်ဝမ်းစာမရှိသူများမှာငားရှာခြင်းမြင့်ထိုးခြင်းဖားရိုက်ခြင်းတို့ဖြင့်နေစာဒူဝအသုံးစရိတ်များကိုကြပန်းရှာဖွေခြင်းဖြင့်ဖုံးဖိကြရသည်ယခုဝတ္တနာရှေးပြေးမိုးရွာလိုက်ပြီဆိုတော့ အောင်ရွှေလှတို့လိုကြာပန်းသမားများလက်ပန်းပေါက်ထခတ်ကြတော်သည် မုတ်တုံတောင်လေးအမြောက်တွင်မိုးကခက်မြောက်မြောက်ရွာချနေသည် နေ့လယ်လောက်ကရွာသောမိုးသည်ညနေပိုင်းလောက်တွင်မှဆဲသွားသည် သို့တော်လေကတိုက်ခတ်နေစေအတော်ပဲဟေးကျွန်းစင်းမဲအောင်ရွှေလှသည် ကျိုးတို့ကိုကန်ရင်းစရက်ပေါ်မှဆင်းသွားသည်ဟိတ်ကောင်အောင်ရွှေလှဘယ်ကျွန်းလဲကွာကံမြင်ကျိုးမဲသွားမဲကွာငါတော့တစ်ပုတ်ချောင်းကျွန်းမဲ တို့ကတော့ဇီးကင်ကျုံးမဲဟိကျုံးစင်သားတို့ဤလေယာမြေများမှာလူနေရွာနှင့်တခြားစီတရှိကြသည်မဟုတ်ကြလဲဝင်လျင် ရွာကလေယာသုံးခရိယာများအိမ်သုံးပစ္စည်းများကိုပါလှေကလေးများဖြင့်ပြောင်းရွှေ့ပြီးလေယာလုပ်ငန်းပြီးဆုံးသည့်အထိရက်ပြည့်ရွာပြည့်တွားရောက်လုပ်ကင်ညရသည်လေယာမြေများမှာတီးကြားတမန်ဝိုင်းကျုံးများဖြစ်၍စဘာပွဲချိန်လေသမားများရွာဝင်ညလျင်လေများမှာရိုးပြတ်တော်အတိဖြင့်ကြံ့နေခဲ့ကြသည် နွေရာသီပြစ်ထားသောလေကွင်းများတွင်ကတော့ဖားများအလွန်ပေါ်သည်ကတော့ဖားများသည် ရေကြိုခန်းချောက်သော နွေရာသီတွင်ရေငန်ဆက်ဒီရောက်တောများ၌ခိုအောင်နေရကြသည်မဟုတ်ကြမိုးရွာသည်နှင့်ရေကြိုများပြည့်လွန်းသွားသောလေကွင်းပြင်များသို့တက်ပြီးရေကြိုတောက်ချင်းမိတ်လိုက်ချင်းဥချချင်းအမှုများကိုပြုတ်ရကြသည်ဤလိုအချိန်ခါမျိုးတွင် ဖားရိုက်သူများကလေကွင်းပြင်ကျွန်းများသို့လှေကလေးများဖြင့်လော်ဆင်းပြီး ညအချင်းဖားထွက်ချင်းများ၌ဓမီမိရှုများဖြင့်ရှာဖွေဖားရိုက်ကြသည်ရရှိသောဖားများကိုအချို့မှအချိန်နေပေးလျင်ကျွန်း၌ပင်ဖုတ်ကင်ပြီးရွာသို့ယူလာကြသည်အချိန်နေမပေးလျင်မနှက်မိုးလင်းရွာသို့ရောက်မှဖုတ်ကင်ပြီးရောင်းညရသည်ဖားရောင်းရာတွင်ဆွဲတိုက်ဖြင့်ချင်းတွဲရောင်းချကြသည်ကျွန်းစဉ်ဒေသတွင်ဆွဲတိုက်ရိုးကိုတစ်သားဖြင့်ပြုလုပ်ပြီးတိုက်ခွက်ကိုနှီးခြင်းသို့မဟုတ်တုတ်ခွက်ဖြင့်ပြုလုပ်ကြသည် 40ကျပ်သားကိုတတိုက်20ကျပ်သားကိုတိုက်ခွဲ30ကျပ်သားကိုဓပဝါဟုခေါ်ဖို့သုံးဆွဲကြသည်စွဲတန်ယူဤထိပ်ဖြားတွင်အပေါက်ကလေးများဖောက်ပြီးတတိုက်ကျိုးတိုက်ခွဲကျိုးဓပဝါကျိုးတက်ဆင်ထားသည်ကိုလိုသောကျိုးကိုဆွဲခြင်းဖြင့်လိုသောလေးကိုရ၏အဓိကအားဖြင့်ဈေးရောင်ဈေးဝယ်တန်ဖိုးကိုပြောလျင်တတိုက်40ကျပ်သားဈေးနှုန်းကိုသာပြောလျင်ရှိကြသည်ရိုက်ပြီးဖားများမှာတယောက်ထန်းနှစ်ယောက်ထန်းထိရကြ၍ နှစ်ယောက်သုံးယောက်အဖော်ဖွဲ့ပြီးစုပေါင်းသွားကြ၏နှစ်ယောက်ဆိုလျင်တစ်ယောက်ကမိကန်ပြီးရိုက်၏ကြံတစ်ယောက်ကလိုက်ကောက်ပြီးပလိုင်းတွင်ကောက်ထည့်ရသည်တယောက်တည်းဆိုလျင်မိလဲကိုကိုင်းရိုက်လဲကိုရိုက်ကောက်လဲကိုကောက်လှုပ်ရ၍ပင်မန်း၏လူသူမနည်းသောကျွန်းလော်ကိုင်းလော်များသို့တွားရောက်ကြခြင်းဖြစ်သည်ဖြင့်အဖော်ဖြင့်တွားရောက်တတ်ကြသည်အသွားပြန်ခီးတွင်လဲနှစ်ယောက်လှော်တော့ပိုခီးတွင်သည်တဘာဝဘေးအန္တရာယ်ကြုံလျင်လဲနှစ်ယောက်ဆိုတော့အဖော်ရသည် သို့တော့အောင်ရွှေလကမူအဖော်မရှာတော့ပဲတယောက်သေးသွားရင်စီစဉ်လိုက်။အမေရဲ့သားတယောက်သေးပဲသွားလိုက်မယ်။နှစ်ယောက်ဆိုတော့ဝေစုခွဲနေရအောင်မယ်။အောင်ရွှေလမှာညနေသာထမင်းစားနေရင်အမေတော်စောညိုကိုလှမ်းပြောလိုက်ပြီ။ကျုံကူကန်းကူသွားတာတယောက်သေးဖြစ်ပါမလားသားရဲ့။အမေမပူပါနဲ့မနှစ်ကလည်းသားတယောက်ဖဲသွားခဲ့တာပဲလေ။ညာကြီးတကောင်တယောက်သေးဆိုတော့မကောင်းမှုပေါ့သားရဲ့။ ရပါတယ်မေရတယ်။တားမှာလက်နေတမီကိုလှီကောအစင်းနဲ့ရှိပါတယ်။အဖော်ဖက်เสียမလိုပါဘူးမေရဲ့။ဖာသာစီတွေလည်းတိုက်900အထိဖြစ်နေပြီလေမေရဲ့။အေးအေးအေးပါကွယ်။ဖာကြီးမဲရိုက်မင်းနဲ့ရာဒီဥဒုလည်းကြည်နော်တား။တားတိပါတယ်မေရဲ့။အမေကလည်းတစိတ်ရှိစိုးရိမ်မိုးကြီးပဲ။အိုးတားရဲ့။ဖားရိုက်ချင်းမှာဖားများရေငက်ချင်းမိတ်လိုက်ချင်းမိုးဥတချင်းသာရိုက်ရသည် ဤခွင့်ရေးကိုကျွန်းစင်သားတို့လက်မလွတ်ကြ။ရာဒီဘော်အစားစားလဲဖြစ်၍မမတ်မောမောစားကြသည်။ကျွန်းစင်သားတို့သည်မိုးဥကြရာဒီတွင် ပြင်တက်ငစင်ရိုင်းနှင့် ဖားတို့ကိုလေးနက်ထားပြီးမစားလဲရမရှိအောင်စားကြသည်။အထူးသဖြင့်ရာဒီသားမကြီးနူရွက်ကလေးအုပ်ပြီးချက်စားကြ၏။တို့ဖြစ်၍ကိုတိုင်ဖားမရိုက်လျင်တော်မှအိမ်တိုင်းလိုလိုဝယ်စားကြသည်။ဖားရိုက်ခြင်းမှာညအိပ်ပြက်ဒီကားတကြောင် ပင်ပန်းဒီကားတကြောင်တဘာဝဘေးအန္တရာယ်ကလည်းတကြောင်နှင့် တော်ယုံလူ ဖားရိုက်မသွားကြမဟုတ်ကြဖားရိုက်ခြင်းမှာကျွန်းစင်သားတို့အားတဘာဝကအနန္တောရာသီချိန်လုပ်ငန်းတစ်ခုပင်ဖြစ်သည်အောင်ရွှေလာသည်ငါးထောင်တို့လက်နေတက်ပြီးတွင်တက်ခဲငါးထောင်ထည့်ပြီးစပယ်ယာမိသည်နှလုံးပါထက်ဝယ်လိုက်၏ပတ်စံတော့နှက်ဖြံမပေးနိုင်မနော်ရပါတယ်ကွာမင်းကလည်းဖားရိုက်ဖို့သွားတဲ့ဥစ္စာပဲလေစိတ်တို့အစင်းတွင်ဥလူလဆိုင်ကတက်ခဲမိသည်တို့ကိုဝယ်ပြီးဆင်းလာခဲ့၏ အောင်ရွှေလလေဝန်းထဲတွင် ပလိုင်းနှင့်ဖားရိုက်တို့ကိုချထားလိုက်၏ဓမီကိုမိုးကအိတ်ထဲထည့်ပြီးပလိုင်းထဲသို့ထိုးသွင်းထားလိုက်သည်ပစိုးကိုခတ်တိုးတိုးပြင်ပြီးတင်းကနေဆွဲစီးပြီးဝစ်လိုက်၏ခမောက်ကိုစောင်းပြီးမိုးကပိုင်းကိုလေဘင်းကတစ်ချက်ခါကတစ်ချက်ဆွဲစီးချီပြီးတင်းတင်းရင်ရင်ခြုံထားလိုက်သည် လေကျိုးကိုဖြုတ်ပြီးလေပေါ်သို့စွတ်ခနဲတက်လိုက်သည်လေဦးကိုလှော်တက်ဖြင့်ထိုးကန့်လှဲပြီး ပဲ့စင်မောတက်ထိုင်ကစုတ်ခနဲစုတ်ခနဲလှော်ပြစ်လိုက်သည်တားရီအောင်ရွှေလာတားရီလေသုံးပြန်ကအရောက်တွင် ခေါ်တန်ချား၍လှည့်ကြည့်လိုက်ရာ အမေတော်စောညိုနှင့်ခန်ရီးသားကို တွေ့လိုက်ရ၏ခန်ရီးသားကိုမြင်လိုက်ရ၍အောင်ရွှေလာပူပူအားတက်သွားသည်ငယ်ကြီးသား၏ရှေ့တွင်လှုပ်အားပြရသောအဖြစ်မှုအချစ်ဤပျော်ဝင်စီးတင်မှုများသည်နှလုံးသား၌ပြည့်သွား၏ ဒါရီလေကပြင်းလာတယ်လို့ပဲသိလားတိပါတယ်မိရဲ့ယာဒီလေးပဲဘာဖြစ်လဲတွားပြီးတွားပြီးအောင်ရွှေလာမှာနှလုံးသားခွန်အားအပြည့်ဖြင့်ခိုင်ရည်သားကိုတစ်ချက်လှမ်းကြည့်လိုက်ပြီးလှော်တက်ကိုကန့်ကျိတ်ပြီးအားရပါးရလှော်ထွက်သွား၏အမေတို့လည်းကဒီနှစ်ကောက်ကြီးတွေကြီးထည့်လိုက်တော့မိုးနောင်မကောင်းတာနဲ့စဘာထွက်ရော့တယ်လီအဲ့ဒါသားကပတ်စံရမယ်ဆိုဘာမဆိုလုံနေတော့တာပဲသမီးရဲ့သားလီပင်မန်းပါတယ် မလုံနဲ့ဆိုတော့လည်းမရဘူးအခုဖားရိုက်တာတောင်အဖို့မခေါ်ပဲသွားတာသာကြည်တော့ဒေါ်စောညိုဤသားသမီးဘော်တွင် ထားရှိသောမိဘတို့ဤမေတ္တာတရားက အရာရာကိုကြီးစိုးမင်းမူနေခဲ့သည် သူ့အကြောင်းသမီးလည်းတိတာပေါ့အမေရဲ့သူကလုံမဲဆိုဇွတ်ပဲဇွဲကလည်းပြောမနေနဲ့အခုလည်းတယောက်တည်းဖားရိုက်ထွက်မယ်ကြားလို့သမီးလာကြည်တာလေပြောမရဘူးကွယ်သွားတာပဲငါသားလေးကျမ်းပါပါစေချမ်းသာပါစေ ်ဒေါဆောင်းညူမှာသားလေးကိုနောက်ကနေမျက်စီတမြင်ကြည့်နေသည်ရွာချောင်းကြီးကိုလှည့်ထွက်ပြီးဒဏိကင်းကွယ်သွားတော့မှလှေစိတ်ကပြန်တက်လာခဲ့သည် အောင်ရွှေလှလှေကိုကျုံးလော်လိုက်သည် တောင်ပိန်းနေသာလုံထွင်းလှေကလေးမှာရွာချောင်းရေပြင်တွင်ခက်သွက်သွက်ပြေးနေ၏ချောင်းဝါမြစ်ဆုံတို့ရောက်တွင်လက်ဝဲပတ်ချောင်းလက်တက်ဒိုးတန်းချောင်းတို့လှည့်ဝင်လိုက်သည်စလီတော်နှင့်ဘျူတော်ကိုဖျက်ဆီးနေသော ချောင်းချင်းလေးကိုဖြတ်ကျော်ပြီးကံမြင်ကျွန်းသို့ဥတီလှော်လိုက်၏လေးကတော့ခပြင်းပြင်းတိုက်နေသည်နေကြီးပြောက်ချင်းတွင်ကံမြင်ကျွန်းသို့ဆက်ရောက်ခဲ့သည်လေကိုမရမချုံတချုံတွင်ဆွဲချီပြီးဒီရတာတမန်မော်သို့တက်လိုက်၏တမန်အောက်တွင်ဥပဟန်တို့တဲကိုတွားတွေ့သည် ကျွန်းစင်တွေတွင်စပားပွဲလျင်လေတော်များကိုလူမဲ့ထားခဲ့ကြသည်မိုးဥကြလေဝင်မှသာတစ်ချိန်ပြန်လဲပြုတ်ပြင်းပြီးလေဝင်ညသည် အောင်ရှေလာတဲတွင်သို့ဝင်လိုက်၏လေကွင်းပြင်းကြီးမှာတော်တော်ကျယ်ဝန်းရာတဲတလုံးနေတလုံးမနီးကြအောင်ရွှေလာရေးရေးပြပြသာမြင်ရသောတဲများသို့လှမ်းကြည့်လိုက်၏တဲချို့တွင်မိအောင်များကိုလှမ်းမြင်ရသည်ကံမြင်ကျုံးမှာအောင်ရွှေလာငါးရှာဟင်းခုသွားနေသောနေရာဖြစ်၍မကြောင်းညသည်ပုံမမဲမောင်လာသည် လေကလည်းတဖြည်းဖြည်းပိုပြင်းလာသလိုထင်သည် အောင်ရွှေလာလက်နေတမီးကိုခလုံနှိပ်ပြီးစမ်းကြည့်လိုက်၏ မိထိန်ထိန်လင်းသွားသည် အောင်ရွှေလကျေနပ်ပြီးတစ်ချက်ပြုံးလိုက်၏ဟောဟိုဘက်ကလူတွေထွက်ကြပြီ လောဘစေတသိက်ဤစေသောမှုကြောင့်အောင်ရွှေလကွင်းမြင်သို့ထွက်လိုက်၏လေကတော့တိုင်မြဲတိုက်နေသည် လေချမ်းနေတူမိုးကပါရောနှောပါလာသည်ကတုတ်ကတုတ်နှင့်ဖားဩသည်များကကွင်းမြင်အနှံ့ဆူညံနေသည်အောင်ရွှေလတစ်ချက်ပြုံးလိုက်ပြန်သည်မိုးတစ်ပြိုင်တစ်ပြိုင်ရွာပြီးပြီးမှ နှိမ်သောနေရာများတွင်ရေအိုင်များဖြစ်နေပြီး မြင့်သောနေရာများတွင် ကုန်းကလေးဖြစ်နေသည်ရေစက်ကလေးများတွင်မိုးရေတောက်မြက်ခင်းများကစိမ့်လန်းစာ ပြုတ်နေပေရာ ဖားတတော်တို့၏အကြိုက်ဖြစ်နေပေ၏အောင်ရွှေလသည် ဖားအော်သံကြားရာဘက်သို့ဓမီးကိုမြင့်ထိုးကာခတ်တွတ်တွတ်လှမ်းပြီးဖားရှာ၏ကသင်းတောင်များမြက်ဖုံများရေအိုင်စနားတို့တွင် အများဆုံးရိုက်ရသည်ဖုံငနေအုံငနေဖားရိုက်တန်းနှင့် ဖားဤမချိမဆန့်အော်တန်တို့မှာမိုးပြောက်ကလေးများနေတူအဆက်မပြတ်ပေါ်ထွက်နေသည်မိုးကပါဆွေရွာလာခဲ့ရာနှွေတနှွေလုံးရေငက်နေကြသော ဖားရီဖို့အကြိုက်တွေ့သွားကြသည်ဖားရီရေအိုင်ထဲကရေကိုငုတ်တော့မနေကြတော့ပဲအာကာကျမိုးရေကိုခေါင်းကလေးတွေမော့ပြီးပါဇက်ဖျဲကခံပေးထားကြ၏ထို့သောခေါင်းမော်ထားစဉ်ဖားခန္ဓာကိုယ်ကြီးကြွတက်နေပြီးရင်ဘက်နှင့်လက်ပင်ဖြူဖြူကြီးကဓမီယာအောက်တွင်အထင်းသာပေါ်နေရာ အောင်ရွှေလအတွက်ဖားရှာရသည်မှာတိတ်အခက်ခဲမတွေ့တော့ပြီရိုက်အားပုံမြန်လာ၏တိတ်တောင်မကြာပလိုင်းတဝက်ခန့်ပြည့်တက်သွားသည် လေရောမိုးရောကျန်းလာပြီးအောင်ရွှေလခန္ဓာကိုယ်ကိုကြိုးစားထိန်ရင်ဖားရိုက်နေသည် သို့တော်တဲတဲကိုလှည့်ပြန်လူစိတ်ကားမရှိ လောဘတရားက ရှေ့သို့တိုးရန်သာတွန်းအားပေးနေသည်ဖားတိုက်ကို900ဆိုတော့၁၀တိုက်လောက်ရလျင်900ဒီခုသောအတပြားက အောင်ရွှေလကိုညှို့ယူဆွဲခေါ်နေသည် အောင်ရွှေလရင်ထဲကပြုံးလိုက်၏ဤတန်ကြားလျင် ဖားဖို့ဖားမှမိတ်လိုက်နေကြမှန်းအောင်ရွှေလကောင်းကောင်းသိ၏အယံပျော်သွား၏ချက်ချင်းအတန်ကြားရာဘက်သို့ခက်သွက်သွက်ရှောက်သွားလိုက်သည်ထင်းဒီတိုင်းရေဆက်တွင် ဖားနှကောင် အထက်လိုက်တွေ့ရ၏အောင်ရွှေလ လက်ကိုနာနာမြှောက်ပြီးရိုက်ချလိုက်ရာနှကောင်စလုံးဇီဝိန်ကျွေပြီးတကောင်နှစ်တကောင် တခြားစီပက်လက်လန်းသွားကြ၏ ဟာနဲတဲ့ကောင်မကြီးမဟုတ်အောက်ကဖားမမှာခန္ဓာကိုယ်ကြီးပြီးအပေါ်ကဖားထီးမှာခန္ဓာကိုယ်သေးချောင်းကိုသဘောပေါက်နေသောအောင်ရွှေလှကဖားမကိုဥစားပေးပြေးကောက်လိုက်သည်နောက်မှဖားထီးလေးကို ကောက်ပြီးပလိုင်းထဲထည့်လိုက်၏ကတုတ်ကတုတ်အွန့်အွန့်နဲ့ဟူသောအတန်များမှာဖိုနဲ့မှမတွေ့ကြသေးပဲချစ်တင်းနှောရန်အတွက်ဖိုတန်မတန်ပေးနေကြခြင်းဖြစ်သည်အွန့်ဟူသောအတန်မှာ ကတော့တန်ပေးအချင်းချက် လုပ်ပြီး၍တွေ့ဆုံချစ်တင်းနှောနေကြသောအတန်မင်းဖြစ်သည်။အောင်ရွှေလမှာဖားနကောင်အော်တန်များကိုသာမဲပြီးလိုက်ရိုက်သည်။အเจ้าမူကားတချီရိုက်လျင်နှစ်ကောင်စီရသောကြောင့်ဖြစ်သည်။တိတ်တောင်ဝေးဝေးလန်လန်သွားเสียမလို့ရာသီတဘာဝနှင့်ချိန်ကိုက်ဖြစ်နေသည့်ပြင်မိုးကပါရွာချနေပြရာ ရှာရရိုက်ရအယံလွယ်ကူနေသည်။ဟာလေရောမိုးရောအယံကြမ်းလာနေပါလား။ ခေါင်းမော်ကခမောက်လွင့်ထွက်သွားယုံမကခန္ဓာကိုယ်ရင်ရစ်ပတ်ထားသောမိုးကပိုင်းကပါတပြန်းပြန်းလှုပ်ခါနေပြီယာအောင်ရွှေလခန္ဓာကိုယ်ကိုထိမရဖြစ်လာသည်ဖားပလိုင်းကြီးတွင်လည်းဖားကောင်များဖြင့်ပြည့်လူနီနီဖြစ်နေပြီယာအောင်ရွှေလမြေကြီးပေါ်တွင်ရက်တီနှိုင်မှုအတွက်အတော်ကြိုးစားနေရသည်အောင်ရွှေလမိမိထွက်လာရာတဲဘက်သို့ပြန်လှည့်ဤမယာလေးကရှိတောင်ဘက်ကဖီအားပေးတိုက်နေပြီယာအောင်ရွှေလ၏ကြိုးစားမှုမှာအရာမရောက်ပြီ မိုးကလည်းလေနှစ်တူအပြင်းလာရာငွေများတန်တေးသေးလေးမှခန္ဓာကိုယ်ထဲဖောက်ဆူးဝင်သွားသလားအောက်မေ့ရသည် အေးလွန်းဒီမှာလဲပြောစရာမရှိတကိုယ်လုံးနှက်ဝင်သည်မလို့ဖြစ်နေပေပြီလေရောမိုးရောပုံမူပြင်းထန်လာသည် အောင်ရွှေလမှာလင်းနေရာလွင့်ပါနေပေတော့သည်ခန္ဓာကိုယ်တွင်လဲခမောက်ရောမိုးကပိုင်းမှာလွင့်စင်သွားပေပြီ။ အကာအကွယ်မဲ့နေသော ခန္ဓာကိုယ်ကို လေးနှစ်မိုးတို့ကအယမ်းနှိမ့်ဆက်၍ကောင်းနေပေသည်သို့သောအောင်ရွှေလမှာဖားပလိုင်းကိုကမလွတ်ကြစ်ကြစ်ပအောင်ဖတ်ထား၏ပဝင်းကျင်ကိုအကူညီရလိုရာညာလိုက်ကြည့်လိုက်၏လေးတန်မိုးတန်ကသာစူညံနေပြီးအရာရာသည်မှောင်နှင့်မဲမဲအောင်ရွှေလ၏စိတ်အစင်းသည်အယမ်းချောက်ချားလာခဲ့သည် မုန်တိုင်းတိုက်နေပြီးဟူသောအသည့်ကနှလုံးအင်အားလာရောက်တကားခောက်လိုက်ရာ အောင်ရွှေလအရန်တုံလှုပ်သွားသည်ဝီကနေဝီကနေဖြန်းကနေဖြန်းကနေလေရောမိုရောအားပြိုင်ပြီး ကဘာမြေပြင်အားအနိုင်ကျင့်နေကြ၏အောင်ရွှေလမှာမိုးရေလေတဲတွင်ဖက်ရွက်ကလေးတရွက်နေလွင့်ပါနေသည်သို့သောဖားပလိုင်းကိုတော့လုံးဝအလွတ်မပေးတင်းတင်းပွေထား၏အမေစကားကိုနားမထောင်မိသည်မှာမှားလေစွာဆိုသောအတိသည်နှလုံးသားကိုခက်ဆက်ဆက်ရိုက်ခတ်သတိပေးလာသည် ်ဒိငနေဒိုင်ငနေမြည်သည့်အစိပ်ပိုင်းအတားဆီးဟူ၍ခွဲခွဲကြကြမသည်အောင်ရွှေလခန္ဓာကိုယ်လေးမှာမာကျောသောအရာတစ်ခုတွင်ကိုက်ရိုက်ချင်းခံလိုက်ရသလိုဖြစ်သွားကာအတိအိမ်တကားကြီးပိတ်သွားပြီးမှောင်အတိကျသွားသည်မနေ့ကဖားရိုက်သွားတာအောင်ရွှေလရွာပြန်မရောက်ဘူးတဲ့ဟာဒါဆိုပြဿနာပဲမနေ့ညကမိုးသက်လေးပြင်းကြတယ်လေဒီကောင်လေးခန္ဓာကိုယ်ပိန်ညံ့ညံ့လေးနဲ့ဘယ်လွယ်မလဲ ဒီကောင်လေးကတယောက်ထဲမို့ပိုဆိုးတာဗောအဖော်နဲ့သွားတဲ့လူတွေကပြန်ရောက်ကြတယ်လေတရက်တောင်ရွာဤမင်္ဂလာမနက်ခင်းကိုစိတ်မချမ်းမြေ့ပွဲရန်အတန်များကအစွန်းတွက်ဖြစ်ပေါ်သွားသည်တို့ဒီတိုင်းနေလို့မဖြစ်ဘူးကွာကဲအုပ်စုလိုက်အရှာထွက်ရမယ်ကိုဖို့တော့လေစီစဉ်ကွာကြေးရွာဥက္ကဋ္ဌဤအစီစဉ်အောက်တွင်ရွာသားများလေကိုစီဖြင့်လူပြောက်ရှာထွက်ခဲ့ကြသည်ရက်ရွာဤသာရေးနာရေးကိစ္စရက်များတွင်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးတတ်ကြသည် ကျေးလည်လူမှုဝင်းကြီးဤလွမ်းလောက်သောဘဝရတ္တများပင်ဖြစ်ပေသည်ဒေါ်ဆုံးညိုနှင့်ခန်အေးသာတို့မှလှေကလေးတစည်းပေါ်တွင်ဒူးကလေးတုပ်ပြီးထိုင်လိုက်ပါလာကြ၏ကျေကွဲမျက်ဝန်းများကသူတို့ဤမျက်နှာပြင်များတွင် ထင်ဟပ်နေကြသည်လူသူမဲ့နေသောကံမြင်ကျွန်းတွင်မဟုတ်ရသည့်ဤတဘာဝနှင့်လိုက်လျောညီထွေစွာ စိမ့်ဖန့်ဖန့်မျက်ခင်းပြင်ကြီးကကွင်းလုံးပြည့်နေရာယူထား၏နိုင်ကြသောမြေပြင်များနေရာတွင် ရေမြောင်းရေပြင်းများဖြင့်ပြောင်းလဲဖြစ်ပေါ်နေသည်လေကွင်းတမန်ဤအနာသက်မြင်းလိုဖြစ်နေသောဒီရေတော်ရန်ပင်ငယ်ပင်ကြီးများမှာအရှိလေးသောအသွေးမှာငင်းငင်းသာသာလေးလှုပ်ခါနေကြ၏တရက်တောင်ရွာသားတို့သည် ကံပြင်းကျုံးပေါ်သို့လူစုခွဲပြီးတက်လိုက်ကြသည်ချောင်းဆက်တို့ဆင်းသူဆင်းညာ၏အချို့ကဒီရေတော်ရန်ဝင်ရှာကြ၏အချို့မှာတဲပြူတဲပြက်များအောင်လိုက်ကြည့်ကြသည်ကွင်းလေရှိညောင်မုတ်စိတ်တော်တဲ့သူလည်းရောက်ကြသည် သို့သောအောင်ရွှေလကိုအစနာပင်မတွေ့မိခင်ကြီးဒေါ်စောညူဤမြုံဝန်းအိမ်တွင် မျက်ရည်များပြည့်အိုင်နေသလိုခန်ရီးသားဤနှလုံးသားနုနုသည်လည်းတင်းပြူ၍ခံနိုင်စွမ်းရှိဟန်မတူတော့ပေမြုံဝန်းအိမ်ထောင်စုံများမှစီးကြလာသော မျက်ရည်ပူးများသည်နှာတန်တွယ်တွယ်လေးဤဘေးနှဖက်မှရှော့ဆင်းလာကြပြီးနှကန်းနှလွာကြားတွင် ပေါန့်ဆုံသွားကြသည်တို့ရှာတဲ့ဘတ်တော်နှံ့နေပြီကွာ မတွေ့ဘူးတို့လည်းရှာလာပဲကွာ ဖောင်ပြေမြကန်းအောင်ရောက်ခဲ့တယ်။ငါအသားလေးပြရှိတော်မူထင်ပါရဲ့။တော်ဆောင်ညူဤငိုတန်သည် ခက်ကြဲကြဲထွက်ပေါ်သွားသည်ဟဲ့ဟဲ့ဟိုမှာဟိုမှာဥထုံးနုတို့လေတော့ဘက်ကလက်ရက်ခေါ်နေတာမောင်သိန်းတို့အဖွဲမဟုတ်လားဟုတ်တယ်ဟေးဟုတ်တယ်တခုခုထူးကြတယ်သိလားကဲသွားကြမယ်လူပြောက်ရှာအဖွဲသည်ကွင်းမြင့်ကြီးကိုဖြတ်၍ခက်သွက်သွက်သွားလိုက်ကြသည်တော်ဆောင်ညူနှင့်ခိုင်ရီသားတို့လည်းတပတ်ကလေးခြုံပြီးနောက်ကလိုက်၏ တချီတချီဒေါ်စောညိုကရှေ့ကရောက်သွားသည်မျက်စီတမြင်ကခေါ်နေခြင်းဖြစ်ပေရာတော်တော်လျှောက်ရသည် အချိန်ကတော်တော်လင့်နေပေပြီသို့တော်မိုးအုံနေ၍နေဘူးရန်ကတတ်တာနေသည်မောင်သိန်းတို့လန့်ခေါ်နေသောနေရာမှာကံမြင်ကျုံးဤမြောက်ဖက်ကြောင်းထဲကဖြစ်သည် လူသူသွားလာရောက်ပေါက်နေသောနေရာပင်မိုးနှောင်းရာသီများတွင်သာလေသမားများတစ်ခါတလေကျွဲနွားသွားကြောင်းများသည် တဖြည်းဖြည်းမောင်သိန်းတို့မတ်တပ်ရက်နေကြသောနေရာနာသို့ရောက်သွား၏မျက်လုံးဆုံဆုံတို့သည်ကြီးကန်းတောင်းမောင်ဒီမှဒီမှတွေ့ပြီဗျမောင်သိန်းကပဲစတင်ပြောလိုက်သည် မောင်သိန်းလက်ညှိုးညွှန်ပြရာသို့ကြည့်လိုက်ကြ၏တွေ့လိုက်ကြရပြီဖားရိုက်သားအောင်ရွှေလာရေငန်တာတမန်ယိုးကြီးခြေရင်းတွင် ခွေခွေကလေးလဲနေရှာ၏ခန္ဓာကိုယ်အနှံ့ရွှွင့်နေများဖြင့်ပေးကြံနေသည် ဖားပလိုင်းကြီးကနီးတွင်စောင်းလျက်ရှိပြီး ဖားဒီကောင်များလွင့်စင်ထွက်ကြနေကြသည်အမလီသားရဲ့အဖြစ်ဆိုးလာကြည်လားဒေါ်စုံညူဤအောင်ကိုတန်ကကြဲကြဲလောင်လောင်ထွက်ပေါ်သွားသည်ကိုဖိုးတုတ်ကအောင်ရွှေလာဤအသက်ရှူလမ်းကြောင်းနှင့်နှလုံးခုန်သံများကိုစမ်းကြည့်လိုက်၏ဒေါ်စုံညူကောင်းလေးအသက်ရှိသေးတယ်ဟင်းဟုတ်လားလှုပ်ကြပါဦးရှင်သားလေးကိုလှုပ်ကြပါဦးဒေါ်စုံညူသားကိုဖယင်းပဝင်းကျင်ကိုအကူညီတောင်းလိုက်၏ ရွာသားများမှာအောင်ရွှေလကိုတန်တန်စင်စင်လှုပ်ပေးပြီးအဝတ်လဲပေးလိုက်ကြ၏ကိုလက်များအားနှိမ့်နေပေးခြင်းနှာနှက်ပေးခြင်းစသဖြင့်တက်သည်။မှတ်သည်။လှုပ်ပေးကြ၏ဟောလှုပ်လာပြီလှုပ်လာပြီအောင်ရွှေလတားရီအောင်ရွှေလဒေါ်စောညိုခက်ဆာစားလေးလှုပ်ပြီးအခေါ်တွင် အောင်ရွှေလဤနှုတ်ဖြားမှာညည်တန်တစ်ချက်ထွက်သွားသည်ခိုင်ဤသားဤနှလုံးအိမ်တွင်လဲဝမ်းသာမှုကြည်ရက်ကလေးတစ်ခု တိုးတိုးတိတ်တိတ်ရိုက်ခတ်သွားသည် တတိယလာပြီတတိယလာပြီတတိယရင်ရွာကိုအမြန်ရွှေ့ရမယ်ခိုင်အေးသားကဖိတ်စင်နေသော ဖားတွေကိုကောက်ပြီး ပလိုင်းနဲ့ထဲ့လိုက်၏အသက်ဘေးနဲ့ကြုံနာတော့ဒီဖားပလိုင်းကြီးမလွတ်ပါလားကိုရဲ့ခိုင်အေးသားဤနှုတ်ဖျားကတူတူကလေးအတန်ထွက်သွားသည်အောင်ရွှေလမှာလေပြင်းမုန်တိုင်းဤတွန်းအားကြောင့်နောက်ပြန်လှည့်၍မရတော့ဘဲလေးနှစ်ရာ လွင့်ပါခဲ့ရသည်ကံမြင်ကျွန်းအစုံရေငန်တာဒမန်ယူကြည့်သူအရောက်တွင် ရှေ့သူမရွေ့တော့ပဲလေးကဖိလိုက်ရာတမန်ယိုးကြီးနဲ့ထီပြီးပြိုလဲဆင်းသွားရသည်နောက်လောကလုံးအောင်ရွှေလာဤအဖြစ်ပြန်မှာကြာတော့ကြာပြီယခုဆိုလျင် အောင်ရွှေလာတောင်အသက်40နီးနီးရှိပြီသို့သောအောင်ရွှေလာကိုယနေ့ထိတိုင်းနာမည်ရင်းမခေါ်ကြပဲမုံတိုင်းဟူသာတရက်တောင်ရွာသားများခေါ်နေကြပြီသည်ရခိုင်ကမ်းရိုးတန်းနေပြည်သူများအားတဘာဝအနည်းငုံတိုင်းသည် နှစ်စင်လိုလိုနှိမ့်ဆက်နေတတ်ပေရာမုံတိုင်းနှင့်ကံယူရန်သည်သာဝရရံပံများဖြစ်နေကြပေသည်